ဒီစာအုပ်လေးကကျမတို့ဒီနေထိုင်တဲ့အခုဘတ်တာကဘာကြီးမှာကဘာစစ်ဆိုတာဖြစ်တာနှစ်ကြိမ်ရှိခဲ့ပြီလေပထမကဘာစစ်နဲ့ဒုတိယကဘာစစ်ပထမကဘာစစ်ထောင်ကွာ14ခုနှစ်ကနေ18ခုနှစ်ဒုတိယကဘာစစ်က1939ကနေ45ခုနှစ်ထိနှစ်20ပဲกว่าเนาะပထမကဘာစစ်ပြီးပြီးနောက်နှစ်20ကျတော့ဒုတိယကဘာစစ်ဖြစ်တယ်ဒါပေမဲ့ဒုတိယကဘာစစ်ဖြစ်ပြီးခနေ့နှစ်ပေါင်း80ကျော်ပြီးကျမတို့တတရကဘာစစ်ဆိုတာမဖြစ်ဘူး ဲ့ဒီတတရကဘာစစ်ကြီးကိုတားနိုင်ခဲ့တဲ့အထဲမှာစာအုပ်ကလေးတအုပ်လဲပါတယ်ဆိုရင်ဘေးတတ်ကြီးအဟောသွားလိမ့်မယ်အဲ့ဒီစာအုပ်ကလေးတတရကဘာစစ်ကြီးကိုတားခဲ့တဲ့အထဲမှာပါတယ်ရှင့်အဲ့ဒီစာအုပ်ကဝိတုစာအုပ်လည်းမဟုတ်ပါဘူး၊ကြ བྱ ာစာအုပ်လည်းမဟုတ်ပါဘူး။ဒိုင်ယာရီစာအုပ်ကလေးပါနော်။ဒိုင်ယာရီစာအုပ်ကလေးပါ။အဲ့ဒိုင်ယာရီစာအုပ်ကလေးကိုရေးခဲ့တာကတော့အသက်73နှစ်ပဲရှိသေးတဲ့ဂျူးမလေးတယောက်ဖြစ်ပါတယ်။ ဂျူးဆိုတာအခုအစ္စရေလလူမျိုးတွေပေါ့နော်အစ္စရေလနိုင်ငံကိုထူထောင်လိုက်တဲ့အစ္စရေလလူမျိုးတွေအဲ့ဒီဂျူးမလေးအန်ဖရန့်ကရေးခဲ့တာအသက်73နှစ်ပဲရှိသေးတယ်။ဒါတော့ကျမတရားလေးကိုနည်းနည်းအတူချုပ်ပြီးစာအုပ်ကိုစာရက်အကြောင်းအရာကိုကျမပြောမှာမဟုတ်ဘူး။ဒီဒီပြုတ်ပါကလေးကိုကျမပြောချင်တယ်နော်။အန်ဖရန့်တို့မိသားစုကဂျာမနီနိုင်ငံမှာမွေးဖွားခဲ့တဲ့နော်။ဂျာမန်လူမျိုးလို့လည်းပြောလို့ရတဲ့ဂျူးလူမျိုးတွေနော်ဂျူးနွယ်ဝင်တဲ့ သူ့ဖေကဂျူးစစ်စစ်ကြီးဖြစ်ပေမဲ့ဂျာမန်ဖြစ်ရတာကိုဂုံယူတယ်။သူ့အဖေနဲ့အမေကလည်းဂျာမန်မှာမွေးတဲ့ဂျူးတွေအန်ဖရန့်တို့ညီမတစ်ယောက်ကလည်းဂျာဂျာမနီမှာမွေးတဲ့ဂျူးတွေသူတို့ကသူတို့ဂျာမန်လို့ပြောရတာကိုသူတို့ကအင်မတန်ဂုံယူတယ်။ဒါပေမဲ့1933မှာဟစ်တလာအာဏာရလာတော့နော်ဟစ်တလာအာဏာရလာတော့ဟစ်တလာဂျူးတွေကိုအကြက်တဲဖြစ်အောင်လုပ်တယ်။ဂျူးမုန်တီးရဲ့တရားတွေကိုကျဲကျဲလောင်လောင်ပြောလာတယ်။ ော့သူ့ရဲ့အဖေကအမ်ဖရန့်ရဲ့အဖေကအင်ပလန်စာဖတ်တဲ့ပုံကိုကြီးဂျူးလူမျိုးတွေကသူတို့ခလေးတွေကိုနော်စာဖတ်ချင်းအလေးကိုပြောထောင်ပေးတယ်ပြောထောင်ပေးတယ်ဂျူးလူမျိုးတွေကကဘာပေါ်မှာစာဖတ်ဆုံးလူမျိုးတွေပဲစာဖတ်တဲ့သူကစီဝါရေးလုပ်ငန်းရှင်ကြီးလည်းဖြစ်အဲ့တော့ဒီဟစ်တလာကဒီလိုပြောလာတဲ့အခါမှာသူကသတိထားမိလာတယ်နော်ဟစ်တလာနဲ့ဒီလိုမုံဂျူးလူမျိုးမုံတရားတွေပြောနေဂျာမနီမှာကြာကြာနေလို့မဖြစ်ဘူးဆိုပြီးသူတို့မိသားစုဟာ ဂျူးမိသားစုတွေဟာဟော်လန်နိုင်ငံကိုပြောင်းသွားကြ။1933ခုနှစ်เนาะပြောင်းသွားဟော်လန်နိုင်ငံပြောင်းပြီးတိတ်မကြဘူး39မှာဂျာမနီကပိုလန်ကိုစပြီးကျူးကျော်ခြင်းအပြင်ဒုတိယကမ္ဘာစစ်ကိုစတင်လိုက်တယ်ပေါ့ကျမတို့ကြက်ခဲ့ရတယ်လေကြောင်းနေမှာเนาะဒုတိယကမ္ဘာစစ်ကိုစလိုက်တယ်ဒါပေမဲ့ဟော်လန်နဲ့အဝေးကြီးပဲပိုလန်နဲ့ဂျာမနီသူတို့အေးအေးဆေးဆေးပဲရှိခဲ့เนาะကိုရောက်တော့လေသူ့ဖေကဟော်လန်မှာစီးပွားရေးလုပ်ငန်းကြီးကိုထူထောင်တယ် ီကလေးတွေကိုသူသမီးလေးတွေကိုကျောင်းနေပါတယ်ထားပါသူတို့အဆင်ပြေကြတယ်ပေါ့ဒါပေမဲ့ဒီအန်ဖရန်လေး17နှစ်သမီး1940ခုနှစ်မှာပဲအဲ့ဒုရယကွာစစ်ကြီးကဟော်လန်ကိုရောက်ဟော်လန်ဆိုတာကျမတို့နယ်သာလန်ပေါ့ဒတ်ရှ်လူမျိုးတွေပေါ့နော်အဲ့ရောက်လာပြီးတော့ကျတော့အမ်စတာဒမ်မျိုးကြီးကိုဘုံကျဲတာနော်ဟာနှစ်ရက်သုံးရက်ဆက်ပြီးဘုံကျဲတဲ့အခါကျတော့မျိုးကြီးကလုံးဝပျက်စီးသွားကားတွေ နော်ယထာတွေအသွာလာတွေရရှိသမျှစတိုးဆိုင်ပစ္စည်းတွေကြောက်ကြောက်လန့်လန့်နဲ့ဝဲနော်ဒီစာရံမျိုးရတကယ်ကိုကဘာပြတ်သွားတဲ့အခြေအနေကိုရောက်သွားတဆက်သေးပဲဂျာမန်တွေကဝင်လာပြီးတော့အမ်စတာဒမ်ကိုတိမ့်ပိုက်လိုက်အဲ့ဒီတိမ့်ပိုက်တိမ့်ပိုက်ချင်းဒီဂျာမန်တွေဘာစလုပ်လဲဆိုတော့ဂျူးလူမျိုးတွေကိုစပြီးစရင်ကောက်တာဂျူးလူမျိုးမှန်သမျှထွက်ခဲ့မှတ်ပုံတင်ဆိုတော့သူတို့လည်းတင်ရတာပေါ့နော်သူတို့လည်းတင်ရတယ် ဂျာမန်လူမျိုးတွေကဘလောက်ထိလဲဂျူးကိုမုန်းလဲဆိုရင်အဲ့ဒီအမ်စတာဒမ်မြို့ကိုရောက်ခနေကဂျူးလူမျိုးမှန်သမျှပန်းချန်နဲ့မထိုင်ရရုပ်ရှိရုံနဲ့မဝင်ရဈေးတွေထဲမှာဈေးမွေးမဝယ်ရစသဖြင့်အဲ့ဒီလိုလူမြင်ကွင်းမှာသူတို့မရှိစရာဘလောက်ရှိရလဲဆိုလို့ရှိရင်ဂျူးလူမျိုးမှန်သမျှဘဲဘဲညင်အောင်မှာအဝါရောင်အကွက်ကြီးတတ်ထားအဲ့ဒါဘာလဲဆိုရင်ဂျူးတွေရဲ့တင်ကြတာဖြစ်တဲ့6000ကျဲပေါ့နော်မြင်လွယ်အောင်ပြောရရင်ကျမတို့တရိကံပုံနှစ်ခုထပ်ထား နော်ဂျူးတွေအခုဆိုရင်အစ္စရေးအလံလံရဲ့တစိမ့်ဂျူးလူမျိုးမှန်တယ်ဒီဝဲဘက်ရင်ရင်ပြေအောင်မှာတခါတည်းအဲ့အဝါရောင်အကွက်ကြီးတတ်ထားည9နာရီနဲ့မနက်6နာရီအဲဟုတ်ည6နာရီနဲ့မနက်9နာရီအတွင်းဂျူးလူမျိုးမှန်တယ်လူမြင်ကွင်းမှာမရှိရလူမြင်ကွင်းဆိုတော့ကိုယ်အိမ်ရှိရပန်းချန်တယ်လဲဆင်းမထိုင်အောင်ဗရင်းပေါက်တော့ဖွင့်မကြည့်အောင်ဘယ်သူမှမထွက်ခက်နဲ့ညနေ6နာရီရနေမနက်9နာရီတွေ့တယောက်မှမထွက်ခက်နဲ့ ဲ့ဒီလိုသူတို့ကိုဖိနှိပ်ချုပ်ချယ်လာတဲ့အခါ Afran ရဲ့အဖေကစာအင်တန်ဖတ်တဲ့ပုဂ္ဂိုလ်ဆိုတော့သူကတွေးတယ်ဒီနော်ဂျာမန်နေကတော့ကဘာစစ်ကြီးကြီးညာပြီးတော့ဥရောပလည်းမှွေးလိုက်မယ်ကဘာကိုမှွေးလိုက်မယ်ငါတို့ဘယ်ပြေးပြေးလွတ်မှာမဟုတ်ဘူးအဲ့တော့ပုံဝောင်းနေတဲ့ဤတာအကောင်းဆုံးပဲဆိုပြီးသူ့အဖေကအဲ့ဒီအမ်စတန်ဒမ်မြို့ကအမှတ်263 Princeton Grass ဆိုတဲ့လမ်းကသူ့ပိုင်တဲ့ကုမ္ပဏီအပေါ်ထပ်ကထပ်ခိုးလေးပေါ်မှာနော်အခန်းလေးပြုတ်ပြင်းပြီးတော့ เนาะအခန်းလေးဖွဲ့ထားခဲ့ပစ္စည်းတွေကိုလည်းကြော့ခဲ့တယ်လို့အစားအသောက်တွေကိုခဲ့ထားခဲ့အဲ့ဒီမှာအဲ့ဒီထက်ခိုးဘော်ကိုတက်ဖို့နိုင်ရံကိုအပေါက်ဖောက်ပြီးတော့ဆောက်စင်ကြီးနဲ့ပိတ်ထားတယ်အဲ့ဆောက်စင်ကြီးတွန့်ဖွဲ့မှာအပေါက်ကိုမြည်ရတယ်အဲ့အပေါက်ထဲနေပြီးတော့မှတဆင်ထက်ခိုးဘော်တက်ရတယ်အဲ့ထက်ခိုးလေးဘော်သူတို့ပုံဖို့စီစဉ်ခဲ့ထားတော့1942ခုဂျွန်6ဂျွန်လ12ရက်နော်ဒီအဖရန်ရဲ့မွေးနေ့နောက်ဆုံးသူကျင်းပခဲ့တဲ့မွေးနေ့ 73နှစ်ပြည့်မွေးနေ့မှာသူ့အဖေကမွေးနေ့လက်ဆောင်ဖြစ်နေအဲ့ဒီအနီးနဲ့အစိမ့်ကွက်ထားတဲ့မကြီးစီးပုံဒီ diary စာအုပ်ကလေးလက်ဆောင်ပေးအဲ့ဒီစာအုပ်လေးကအဖုံးပိတ်နဲ့တော့လဲခတ်လို့ရအမ်ကအဲ့စာအုပ်ကလေးတိတ်မြတ်နိုးတာပဲနော်သူ့ဘဝမှာဒီလို diary ရေးကိုစပီးရတဲ့စာအုပ်ကလေးသူ့တိတ်မြတ်နိုးတယ်အဲ့ဒီစာအုပ်ကလေးကိုသူခန်းထဲယူသွားသူ့ရဲ့ဓာတ်ပုံလေးကိုကတ်ကတ်ပြီးတော့သူကပထမဆုံး and front ရေးလိုက်တဲ့စာလေးကဘာလဲဆိုရင်တိတ် လှတာပဲနော်ဟုတ်တယ်မဟုတ်လားခစ်တီခစ်တီဆိုတာအဲ့ဒီဒိုင်ယာရီစာအုပ်ကလေးရဲ့နာမည်တိတ်လှတာပဲဟုတ်တယ်မဟုတ်လားခစ်တီတဲ့နောက်တော့အမ်ဟာသူ့ရဲ့ဒိုင်ယာရီကိုအဲ့ဒီခစ်တီလေးကိုတိုက်တယ်ပြီးတော့ချစ်ရတဲ့ခစ်တီရေဒီနေ့တော့ဘာဖြစ်တယ်ပေါ့ခစ်တီကိုတိုက်တယ်ပြီးရတယ်ခစ်တီဟာသူ့ရဲ့စကားကိုနားထောင်တဲ့တူကြီးသောတငယ်ချင်းဖြစ်လာခဲ့တယ်ပေါ့နော်ထားတော့အဲ့ဒီ73နှစ်ပြည့်မွေးနေ့ပြီလို့တလားတောင်မကြဘူးသူတို့ရှင် ဂျမန်စစ်ဗိုလ်တွေကနုတ္တစာပေါ့နော်ဟိုစစ်ခေါ်စာလာပေးတယ်ဘာလဲဆိုသူ့ရဲ့အမမာကော16နှစ်ပြည့်သွား16နှစ်ပြည့်ပြီဆိုရင်အဲ့ဒီ16နှစ်ပြည့်တဲ့ဂျူးတွေကိုဂျာမန်တွေကတခါတည်းခေါ်ပြီးတော့အလုတ်ကျန်းစခန်းကိုပို့ပိုလန်နိုင်ငံကအလုတ်ကျန်းစခန်းကိုတွားရမယ်ဆိုတော့ဖေးရတမီးလေးကိုမထည့်ရတဲ့ခါသူပုံပြီးနေကြတော့မယ်ဆိုအဲ့ဒီစိတ်ခေါ်စာရလာပြီးနောက်တရက်ကစာပြီးသူတို့ပုံညာ ဘယ်လိုပုံစံနဲ့ပုံရလဲအမလေးလက်ချင်းတွဲပြီးတော့ဒူသွားလို့မရနော်တမီးလေးမြောက်ကလည်းကြောင်းသွားတဲ့ပုံစံနော်သူ့အမေကလည်းဈေးသွားတဲ့ပုံစံ auto front ကလည်းသူ့အတူခုနဒီနာသွားတဲ့ပုံစံနဲ့ပေါ့နော်ဟာချိတ်တွေဆိုအထက်ထက်ဝဲအင်ကြီးတွေအထက်ထက်ဝဲရတယ်ပါသမျှတည်ရတာပေါ့နော်အဲ့ဒီလိုနဲ့အဲ့ဒီထက်ခိုးလေးပေါ့သူတို့သွားပြီးပုံညာထားတော့နော် တို့နဲ့အတူမိသားစု၃ယောက်နောက်တစ်ပတ်ကျထောက်ရောက်နောက်တစ်ပတ်ကျတော့သွားဆရာဝန်ဂျူးလူမျိုးတယောက်အဲ့ဒီထပ်ခိုးလေးထဲမှာပုံခဲ့တဲ့ဂျူးလူမျိုးဟာ၈ယောက်ဖြစ်ပါနော်၈ယောက်ဖြစ်တယ်သူတို့ပေါင်းပေါင်းခဲ့တာကတရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်တစ်ပတ်လည်းမဟုတ်နှစ်ပတ်လည်းမဟုတ်တစ်လလည်းမဟုတ်နှစ်လလည်းမဟုတ်ဘူးနှစ်နှစ်တိတိသူတို့ပေါင်းပေါင်းခဲ့တယ်အဲ့ဒီနေခဲ့သမျှနှစ်နှစ်လုံးလုံးမနေ့9နာရီကနေည9နာရီထိရေလုံးဝမတုံးအောင် အဲ့ဒီထက်ခိုးပေါ်မှာဖဏမစီရဘူး6ယောက်ကြီးလာလျှောက်ရတယ်။ဘာဖြစ်လို့လဲအောက်ကယုံလာတက်တက်နော်ယုံသူယုံသားတွေတိမာဆိုးလို့နော်သူ့အဖေရဲ့ယုံသားဆိုတော့လေအဲ့ဒီဟော်လန် dash လူမျိုးစီဝိုင်းလုပ်ငန်းရှင်ကိုလွှဲပေးလိုက်ပြီးဂျူးဂျူးပိုင်တာမရှိရဘူးနော်ဂျူးတွေပိုင်ဆိုင်ခြင်းမရှိရဘူးဆိုတော့သူကမိတ်ဆွေကိုလွှဲပေးလိုက်ရတယ်နော် dash လူမျိုးထားတော့အဲ့တော့သူတို့ဂျင်းလည်းမတုံးอ่ะကတော့ဗျာနေနေခင်းနေလဲမှာဆိုရှင်သူတို့အင်တာတောင်မတက်ရဘူးနော်အင်တာတောင်မတက်ရဘူး အဲ့ချီတော့ကြည်လမ်းလျှောက်ရတယ်ဖဏမစီရဘလောက်ထီအောင်တိတ်တဆိတ်နေရတယ်လဲဆိုရင်ဘဲစီလေးတစီတောက်ခနဲကျသွားတာကဘာပြတ်မတက်ပဲလူတွေကချောင်းဆိုးလိုက်တဲ့အတန်ဟာချောင်းဆရာကောင်းနေတယ်ဘာဖြစ်လို့လဲဘဲချိန်များနာစီဂျာမနီတွေကတကားလာခောက်ပြီးဖမ်းမလဲဆိုတာရင်တထိတ်ထိတ်နဲ့နေရောညာရောစောင့်နေရတဲ့ကာလတွေပေါ့ကြားတော့လေတယောက်နဲ့တယောက်နော်တယောက်နဲ့တယောက်အတူတူပေါင်းနေတဲ့ရှစ်ယောက်ကမတည့်ကျင်တော့ မထည့်ချင်တော့ကြာတော့လေတီးမခံနိုင်ဘူးပေါ့သူတို့ကိုကူညီနေတာဒီယုံကသူ့အဖေရဲ့အတွေ့အေးမှုမှလေးနော်တွေ့အေးမှုမှလေးလုတ်ခဲ့ဘူးတဲ့အဲ့ဒီဟော်လန်သူလေးကမနဲ့ဆိုလို့ရှိရင်သူသူတို့ကဈေးစီးရင်လေးပေါ့နော်ဆာဆောက်ဒီဆောက်စီအောက်ကနေဆိုင်းဆိုင်ရယ်လေးထုတ်ပေးလိုက်ယူသွားပြီးတော့လူအလစ်မှာအဲ့ဒီဆောက်စင်ကိုတွန်းပြီးဝယ်ပေးရထားတော့အပြင်ဘက်မှာကဘာပြက်နေတယ်ဟာဂျူးမန်တမြလိုက်တတ်နေတာထခိုးလေးကနော်ဒီဒီခန်းစီအမဲလေးကိုဖဲဖဲပြီးကြည့် ဂျူးတွေကိုလမ်းပေါ်မှာတွေပစ်တတ်နေကြ။အဲ့မှာအန်းကသူရေးထားတာတွေဒိုင်ယာရီထဲမှာရေးထားတာတွေတိတ်ကောင်းပါတယ်နော်။ဒိုင်ယာရီရဲ့အကြောင်းအရာတွေကျွန်မပြောမှာမဟုတ်ပါဘူးနော်။ကျွန်မတို့မှာတဲ့အတောင်မှညှက်ထားတဲ့နှက်တွေကိုငရေတွင်းနဲ့ကိုဇောက်ထိုးထည့်ထားတယ်လို့ခန်းစားနေရပါတယ်။ဒါပေမဲ့ရှင်အဲ့ဒီလမ်းပေါ်မှာပြစ်တက်ခံရတဲ့ဂျူးလူမျိုးတွေနဲ့ဆိုင်ရင်ငါတို့ပုံအောင်နေရတာတော်သေးတာပေါ့လို့ကျမအောင်းမိမိတယ်ကျမကလေ တနေ့ကျရင်ဟောဒီစစ်ကြီးပြီးသွားမယ်ဆိုတာကျမယုံနေရှင်ဟစ်တလာစစ်ရှုံးမှလိမ့်မယ်အဲ့လိုစစ်ကြီးပြီးသွားပြီဆိုရင်ကျမကကျမအမေတို့လိုတခြားကျမကြီးတော်ကြီးတို့လိုမိဖို့ကြောင်းထဲမှာနေအချိန်ကုန်တဲ့မိမမျိုးမဖြစ်ချင်ဘူးတဲ့ကျမကဟောဒီတကဘာလုံးမှာရှိသမျှလူတွေရဲ့အကြောင်းကိုစတ်စုတဲ့ကျမကစာရေးဆရာတတိတောက်တယောက်ဖြစ်ချင်တာကျမဖြစ်ရစေမယ်သူနောက်ဆုံးရေးသွားတဲ့အကြောင်းကဘာလဲဆိုလို့ရှိရင် ကမ္ဘာလောကကြီးထဲမှာလူတွေမှာအကျဉ်းသားတရားတွေမေတ္တာတရားတွေရှိတယ်ဆိုတာကျွန်မယုံပါတယ်ဘာဖြစ်လို့များလူတွေကဒီအကျဉ်းသားတရားတွေမေတ္တာတရားတွေကိုသိသိထားရတာပါလေလူတစ်ယောက်တစ်ယောက်ဘာလို့တတ်နေတာလဲလို့သူမေခွန်းထုတ်သွားတာ ਨੇ သူအဆုံးတတ်သွားပါထားတော့1940ခုနှစ်အော်ကုတ်လာ၄ရက်နေကြတော့သူတို့စိုးရိမ်တာဖြစ်လာခဲ့အဲ့ဒီနေရာမင်းအစိုးရီเนาะရုံးကရှိမှာ ဂျာဂျာမန်စနီစစ်ကားကြီးနဲ့ထိုးဆိုင်တယ်ပပပပနဲ့ခါတဲ့တက်လာသူ့ဖေကငုံကြည့်လိုက်တော့ဟာစစ်သားတွေအများကြီးပဲသူတို့ရဲ့ဒီယုံငန်းကြီးယုံကြီးကိုဝိုင်းထားတာသွားပြီပေါ့သူတို့တိလိုက်တိတဲ့အချိန်မှာစာအုပ်စင်ကိုတွန်းဝင်ပြီးတော့တခါတည်းတနတ်တွေလည်းချိန်ပြီးတော့အဲ့ဒီပုံးနေတဲ့ရှစ်ယောက်စလုံးဖမ်းသွားဘယ်ကိုဖမ်းသွားလဲဆိုတော့ပိုလန်နိုင်ငံအော့စဝစ်အကျဉ်းတောင်ဖမ်းသွားအဲ့အော့စဝစ်အကျဉ်းတောင်ရောက်တော့အမျိုးသမီးတပ်သားအမျိုးသားတပ်သားခွဲထုတ်လိုက် အဲ့ဒီကလေးကသူတို့မိသားစုဘယ်တော့မှပြန်ပြီးမဆုံတော့သူ့အမေက1945ခုမတ်လမှာဆုံးသွားခဲ့တယ်အစာပြတ်ပြီးတော့ဆုံးသွားခဲ့တယ်အော့စဝစ်ဂျင်တာအော့စဝစ်ဂျင်တာကဘလောက်ထိအောင်ရက်ဆက်တယ်လဲဆိုတာလူတစ်ယောက်ကတစ်ယောက်ကိုပြန်ပြောဖို့တောင်းခက်တယ်အလောက်ထိအောင်ရက်ဆက်လူတွေတန်းချီပြီးအစိတ်ငွေပေးတတ်လိုက်တာလူနှစ်တန်းလောက်ကိုအဲ့ဒီအော့စဝစ်ဂျင်တာကြီးပေါ့နော်အဲ့ဒီအဂျင်တာကြီးမှာဒီညီမနှစ်ယောက်ကသူတို့ကိုသူတို့ အသက်ရှင်အောင်ကြိုးစားပြီးမွေးမြူခဲ့။ဘာဖြစ်လို့လဲ?ဟာရုရှားတပ်တွေနော်အင်္ဂလိပ်တပ်တွေလာကုန်ပြီ၊တိတ်ကုန်ပြီ။ဟစ်တလာဆစ်ရှုံးနေပြီဆိုတာသူတို့သိတယ်။ဒါပေမဲ့သူတို့ကြိုးစားပြီးတောက်ထားပါတော့လည်းပဲသူတို့ဒီနော်ထဒီ1945မတ်လသူတို့ညီမညာစလုံးဒီတိုက်ဖိုက်ယောဂါနဲ့တည်သွားတယ်။အေဗီလာကျတော့အေအော့စ်ဝစ်အချင်းတောင်အင်္ဂလိပ်ကလာသိမ်းတယ်။ ။အော့စဝေဂျင်နောက်နဲ့မှာကျန်သမျှဂျူးလူမျိုးတွေကိုကယ်ထုတ်ခဲ့တယ်။ဒါပေမဲ့အန်နွေညီမတွေတလားနောက်ကျသွားခဲ့။သူတို့ညီမမျိုးစလုံးဆုံးသွားခဲ့။ထားတော့သူတို့မိသားစုကိုဖမ်းတော့တော့ခုနကဟော်လန်နိုင်ငံသူကအဲ့အန်ရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်ကလေးတွေသူတို့မိသားစုရဲ့ဒီဓာတ်ပုံပေါ့နော်အယ်ဘမ်လေးတွေကိုတင်ထားစစ်ကြီးပြီးသွားလို့ရှိရင်တို့မိသားစုလက်ထဲကိုပြန်ထည့်နိုင်နေမယ်လို့ယုံကြည်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီအခန်းလေးထဲမှာနော် secret annex ဆိုတဲ့ ဲ့ဒီလျှို့ဝဲတိုးချဲ့ဆောင်းလေးထဲမှာပုံအောင်ခဲ့တဲ့လူရှစ်ယောက်မှာတယောက်ပဲအသက်ရှင်အဲ့ဒါဘယ်သူလဲဆိုရင်အန်ဖရန့်ရဲ့အဖေသူ့ရဲ့အဖေကအသက်ရှင်တယ်1980အသက်90ကျော်မှာအင်္ဂလန်နိုင်ငံမှာတည်ဆုံးသွားတာပေါ့နော်သူ့အဖေလက်ထဲကိုထည့်လိုက်တော့သူ့အဖေကသူ့သမီးရေးခဲ့တဲ့အဲ့ဒီဒိုင်ယာရီလေးကိုဖတ်ကြည့်ဖတ်ကြည့်တဲ့အခါမှာသူ့အဖေကနော်ရှိုက်ကြီးတင်နေတဲ့ငိုတယ်နော်ကဘာပြိုမတက်ငိုတယ် မိုးပြိုကြမတတ်ငိုတယ်ဘာဖြစ်လို့လဲသူသမီးလေးကိုလွန်းလာလဲပါသလိုဟာဒီစစ်ပုံးနေတဲ့73နှစ်သမီးလေးနော်အဲ့ဒီအန်ဖရန့်ရဲ့စာအေးသားဆွမ်းရည်နဲ့အတွေ့အခေါ်တွေဟာသူတို့လူကြီးတွေတောင်ဘယ်လိုမှနော်လိုက်မမီနိုင်တဲ့အတွေ့အခေါ်နဲ့သူသမီးလေးဟာဟာဒီနှစ်နှစ်လုံးလုံးဒီခါလေးထဲမှာစစ်ပုံးရင်းနဲ့ဒီလောက်တောင်တောနေရသလားယူကျုံးမရဖြစ်ရတယ်ထားတော့ဒီစာအုပ်ကို နိုင်ငံပေါင်းစုံကဘာသာပေါင်းစုံနဲ့ထုတ်လိုက်တာထုတ်လိုက်တာကျမတို့နိုင်ငံလည်းနှုတ်သုံးဘာသာပြန်တယ်နော်တက်သူနေဝင်ကလည်းမှောင်ထဲကမှတ်တမ်းဆိုပြီးဘာသာပြန်ထားတာရှိပါထားတော့အဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့ဒုတိယကမ္ဘာစစ်တုန်းကပါခဲ့တဲ့ဂျာမန်စစ်ဗိုလ်တွေဟာဒီစာအုပ်လေးကိုဖတ်ပြီးတော့တသိမ့်သိမ့်ငိုကြတယ်နော်သူတို့မှားပြီဆိုင်ကြီးတင်ငိုတယ်ငါတို့မှားခဲ့ပြီတဲ့စစ်ဖြစ်တာငါတို့မှားပြီ ဒုတိယကမ္ဘာစစ်အပြီး1948ကျွန်မတို့နဲ့အတူတူပဲအစ္စရေးနိုင်ငံပြန်လဲထူထောင်တော့ပြီးတော့အစ္စရေးဝန်ကြီးချုပ်နဲ့ဂျာမန်ဝန်ကြီးချုပ်တွေ့တော့ဂျာမန်ဝန်ကြီးချုပ်ကတရားဝင်ကမ္ဘာတိတောင်းပန်ခဲ့တယ်ဒုတိယကမ္ဘာစစ်အတွင်းကခမရတို့ဂျူးလူမျိုးတွေတန်းနဲ့ချီပြီးတည်ခဲ့တဲ့အတွက်တတ်ခဲ့မိတဲ့အတွက်ကျွန်တော်တို့တောင်းပန်ပါတယ်နော်လူသားပိတာတဲ့လူတွေကတောင်းပန်ခဲ့ကြတယ်နော်တောင်းပန်ခဲ့တယ်အစ္စရေးဝန်ကြီးချုပ် ဲ့ဒီအန်ဖရန့်ရဲ့ဒိုင်ယာရီကိုဥရောပအမေရိကန်စတဲ့စာတင်ကျောင်းတွေမှာအထက်တန်းကျောင်းသုံးအဖြစ်ပြထားတယ်။ခလေးတွေကအဲ့ဒီအန်ဖရန့်ရဲ့ဒိုင်ယာရီကိုကျောင်းသုံးစာအဖြစ်သင်ခဲ့ရတဲ့အခါမှာစစ်ကြီးကိုကြောက်သွားတယ်။စစ်ကြီးကိုမုန်းသွားတယ်။စစ်ဖြစ်တာမကောင်းဘူး။စစ်ဖြစ်ရင်လူသားတွေဒီလိုခံစားရပါလားဆိုတော့တိသွား။ဒါကြောင့်အဲ့ဒီအန်ဖရန့်ရဲ့ဒိုင်ယာရီကိုသင်ကြားလိုက်တဲ့မျိုးဆက်တွေဒီဒီကနေ့ကဘာမှာတတရကဘာစစ်ဘယ်တော့မှမဖန်တီးတော့ဘူး။ ဒီစာအုပ်ကလေးကတက်ရကဘာစစ်ကိုတားလိုက်နိုင်တဲ့ထဲမှာအပါဝင်ဖြစ်ပါတယ်။ဒါကြောင့်စာအုပ်တုပ်ရဲ့တန်ဖိုးဟာအင်မတန်ကြီးတယ်ဆိုတာဒါလေးကိုကျွန်မပြောချင်တာပေါ့နော်။စာအုပ်တုပ်တန်ဖိုးအင်မတန်ကြီးတယ်။တတိယကဘာစစ်ကြီးကိုတောင်းဒီစာအုပ်ကလေးကတားလိုက်။အခရဟာကဘာပေါ်မှာအသက်ငယ်ဆုံးဆိုင်ရဆာမတယောက်ဖြစ်ပါတယ်။ဒါဆက်သုံးနှစ်၁၄နှစ်၁၅နှစ်အတွင်းရေးသွားတယ်အသက်ငယ်ဆုံးစာရေးဆရာမတယောက်ဖြစ်တယ်လို့ကဘာပေါ်မှာဩဇာအလွန်မိုးဆုံးအမျိုးသမီးကြီးလို့ရှိရင် Anfran ပါတယ် ကမ္ဘာမှာအဖတ်တင်သူစာအုပ်အုပ်90ထဲမှာအန်ဖရန့်ရဲ့ဒိုင်ယာရီပါတယ်။အဲ့ဒီဟာကိုတင်ပေးနေတာကမ္ဘာကကလေးတွေရဲ့နှလုံးသားတွေထက်ထက်ဟဲ့စစ်ကြီးမကောင်းဘူးတခါတည်းထည့်ပေးလိုက်တာဘယ်တော့မှစစ်မဖြစ်တော့ဘူးတဲ့အဲ့ဒီမျိုးဆက်ကျမတို့ကစစ်ဖြစ်လာမှကျမတို့ဗန်းတိုင်းတွေထောင်ပြီးတော့နော်စစ်ပွဲတွေရပ်ဘာညာဘာညာကျမတို့လုပ်လို့မရဘူး။ဒါကြောင့်ကျမတို့အဲ့ဒီလိုကျမတို့ကလေးတွေရဲ့နှလုံးသားတွေကို ဒီလိုအသိဉာဏ်တွေဒီလိုခန်းစားမှုတွေရအောင်ကျမတို့စာဖတ်ခိုင်းမှဖြစ်မှာအခုဆိုလို့ရှိရင်အဲ့ဒီအမ်စတာဒမ်မှာရှိတဲ့အန်လို့ပေါ်ပေါင်းခဲ့တဲ့အဲ့ဒီထခိုးလေးကိုအမ်စတာဒမ်မြို့သူမြို့သားတွေက1960ခုနှစ်မှာဝယ်လိုက်တာရှင်မြေရှိတဲ့မြေရှိကဒီအဆောက်အဦကိုဖြိုတော့မယ်ဆိုတော့ဟာဖြိုပါနဲ့ကဘာကျော်ဆောက်ကြီးကိုဒီအဆောက်အဦပေါ်ထဲမှာရေးသွားတာထခိုးလေးပေါ်မှာမဖြိုပါနဲ့ဆိုပြီးတော့တခါတည်းသူကဒီမြို့သူမြို့သားတွေကပတ်စံနေစုပြီးဝယ်ဝယ်ပြီးတော့အခုပြထိုက်ဖြစ်ပြဆားတာ တယောက်ကို9ယူရိုဒေါ်လာအပြင်10ဒေါ်လာကျော်တယ်ကျမတို့နိုင်ငံငွေအပြင်တထောင်ပွဲနဲ့2000ကြာမှရှိမှာပေါ့အဲ့ဒီအန်တို့ရဲ့ secret annex ဆိုတဲ့အဲ့ဒီလေယောက်အဆောင်လေးကိုရောက်ဖို့တနာကြီးကြော်အောင်တန်းစီဆောက်ရတယ်တနေ့တနေ့လူတွေထောင်နဲ့ချီပြီးတော့ဝင်နေတဲ့လာကြတယ်ဟော်လန်နိုင်ငံအမ်စတန်ဒမ်မြို့ကိုသွားတဲ့လူတွေကရည်ရွယ်ချက်ကနှစ်ခုပဲရှိတယ်တစ်ကဟော်လန်နိုင်ငံရဲ့နော်ပန်းနေကိုကြည့်ဖို့နှစ်ကအဲ့ဒီ ်အန်ဖရန့်ရဲ့ဒိုင်ယာရီရေးခဲ့တဲ့အခန်းလေးတွေကိုကြည့်ချင်လို့အဲ့လိုသွားကြတာနော်ဒါတော့တနေ့တနေ့အဲ့လိုလူတွေထောင်နဲ့ချီဝင်တယ်ကျမကတွေ့ကြည့်တယ်နော်ကျမတို့ဘမအငွေဆိုသိန်း50နဲ့တရာချားတယ်မှာဒီအဲ့ဆာဦးလေးဝင်းကြည့်တဲ့လူတွေရဲ့ဝင်ကြီးကရနေတာသိန်း50နဲ့တရာချားမှာနော်ဒါကြောင့်မလို့ကျမတို့စာဖတ်ကြဖို့ကျမတို့က နောက်ကျခဲ့တာမဟုတ်ဘူးစာဖတ်ဖို့တိုက်တွန်းခဲ့တာဒါပေမဲ့ထပ်ပြီးတိုက်တွန်းပြတယ်အထူးသဖြင့်ကျမတို့လူကြီးတွေပေါ့နော်လူကြီးတွေကျမတို့ကိုယ်တိုင်မဖတ်နိုင်တော့မှကျမတို့ရဲ့မျိုးဆက်ကလေးများကိုစာဖတ်ဖို့ရအတွက်စာဖတ်တဲ့မျိုးဆက်ဖြစ်ဖို့အခုလိုစာကြည့်တိုက်ကြည့်တွေဖန်တီးပေးကြပါနော်လူငယ်များရဲ့နှလုံးသားထဲမှာနော်စစ်ဆိုတာမကောင်းဘူးဆိုတာဝင်သွားမှသူတို့စစ်မဖြစ်မှာပေါ့နော် နိုင်ငံတိုးတက်အောင်ဘာတွေလုပ်အောင်မယ်ဆိုတော့သူတို့ခေါင်းထဲမှာဟိုမှာနိုင်ငံတိုးတက်အောင်လုပ်မှာပေါ့ရှင်အဲ့ဒီလိုအသိဉာဏ်တွေအဲ့ဒီလိုနှလုံးသားတွေရှိလို့စာဖတ်ဖို့ကျမတို့ကဖန်တီးပေးရမှာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံတော်အစိုးရမင်းများနဲ့တကွဆရာတော်တန်ဃာတော်များရမီရဖာများဒုတိယမိခင်ဖခင်များဖြစ်တဲ့ဆရာဆရာမများကျမတို့အားလုံးကလေးတွေကိုစာဖတ်တဲ့ပတ်ဝန်းကျင်ဖြစ်အောင်နာဂတာကောင်မဖြစ်အောင်ကျမတို့အားလုံးဝိုင်းဝန်းပြီးပြုစုပြောထောင်ကြပါစို့ ောက်တစ်ခုလူငယ်များကိုယ်တိုင်ကလည်းလက်ခုပ်ဖြစ်ဖြစ်စေနိုင်ငံနှင့်လူမျိုးတိုက်ပြီးနဲ့လူမျိုးတွေလက်ခုပ်ဖြစ်ဖြစ်စေကိုယ်တိုင်ပါဝင်နိုင်ကြပါစေလို့ဆုတောင်းရင်းဤကုန်ချုပ်ပါရရှင်